်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်ကိုမင်းအောင်လိုင်းဘာကြောင့်ကြောက်နေရသလဲမြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာပြီလို့ဆိုလိုက်တော့ဒေါ်နယ်ထရန့်အစိုးရဟာမြန်မာအလင်းချင်းမုံလောက်တာဖတ်ပြီးမြန်မာရေးကိုအကဲဖြတ်လိုက်တာလားဆိုတဲ့မေးခွန်းလေးထွက်ပေါ်လာပါတယ်အမေရိကန်အမိမြေလုံခြုံရေးခွင့်ကြီးဌာနရဲ့နိုဝင်ဘာ25ရက်ထုတ်ပြန်ချက်မြန်မာနိုင်ငံသားတွေကိုပေးအပ်ထားတဲ့ယာယီခုလုံခွင့် TPS ဖြတ်သိမ်းကြောင်းကြီးညာချက်မှာမြန်မာနိုင်ငံရဲ့အခြေအနေကနေရက်ပြတ်ဖို့ဘေးကင်းလုံခြုံပြီးလို့ဆိုထားုံတင်မကလွတ်လပ်မျှတာတဲ့ရွှေကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတယ်။အောင်မြင်တဲ့အပြစ်ခတ်ရစဲကြီးလည်းရှိနေပြီလို့ဆိုထားတာကြောင့်ဒါဟာအမေရိကန်ဝန်ကြီးဌာနတစ်ခုက ထုတ်ပြန်ကြမှာဟုတ်ရဲ့လားလို့နှာခေါင်းမကထက်ကြည့်ရပြန်တယ်။နေပြည်တော်ကမင်းအောင်လိုက်နဲ့လက်တဆုပ်စစ်ဘိုလ်ချုပ်တက်တိုက်ကတော့ဒါမှဒိုဒေါ်နယ်ထရန့်လို့ကြွေးကြော်ကဖန်ကွက်မြောက်တိုင်းကွက်နှင်းချမှအသေးချပါပဲ။ TBS ဖြတ်သိမ်းကြောင်းထုတ်ပြန်ပြီးနောက်တရက်နိုဝင်ဘာ26ရက်မှာပဲနိုင်ငံရေးအကျဉ်းသားရစသက်ကြီးပုံမှ905ကကြီးပုံမှတွေကိုရွေးကောက်ပွဲမဲပေးဖို့အကြောင်းကြားချက်နဲ့လူငိမ့်ခွင့်ပြုကြောင်းစစ်ကောင်စီကခြေညာလိုက်တာဟာအမေရိကန်ရဲ့သဘောထားကိုအစင်းဘိန်တက်ပြီးလို့ရနိုင်မလားဆိုတဲ့အိမ်မက်နဲ့ခြေတလန်းမြင်းမြန်လှမ်းလိုက်ကြောင်းသိတာရယ်နိုင်ငံရေးအကျဉ်းသား905ကကြီးတည်သက်လူငိမ့်ခွင့်ပြုတာဆိုတော့နိုင်ငံတကာမြင်အောင်ထုတ်ရှိုးလို့ကောင်းတာသိကြရယ် 905ကကြီးနဲ့အမှုရင်ဆိုင်စဲနဲ့ထွက်ပြေးတိန့်ရှောင်9580ဦးတို့ရဲ့အမှုတွေကိုပိတ်သိမ်း905ကကြီးအပြင်တခြားပုံမှန်တွေနဲ့ပါထောင်တန်းကျ2361ဦးကို905ကကြီးပြစ်ဒဏ်လွငိမ့်သက်တာ905ကကြီးတခုတည်းနဲ့ထောင်ကျနိုင်ခြင်း824ဦးကိုပြန်လောစေုပ်စုရဲ့ထုံးစံအတိုင်းလွငိမ့်ခွင့်ပေးတာကတော့အဲ့ဒီလိုကိန်းကနန်းတွေရှုပ်ရှုပ်ထွေးထွေးနဲ့ကြီးကျယ်ခမ်းနားတရားလုပ်ပြတယ်။ထိခြားစစ်စစ်ဖြေထုတ်ကြည့်လိုက်တော့လွမြောက်လာသူအများစုကလွရက်စီတော်မယ်သူတွေ အုတ်ရိုးနောက်ကထောင်ထဲမှာနိုင်ငံရေးအကျဉ်းသား2,204ဦးကျန်နေသေးကြောင်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP စရင်ကဆိုတဲ့အနာသိန်းစစ်တပ်ကပေးခဲ့တဲ့လူငင်ကွ78ကြိမ်မှာနိုင်ငံရေးအကျဉ်းသား73.8%ခန့်ရခိုင်နှုန်းသာပါဝင်ကြောင်း ISP မြန်မာကထုတ်ပြန်ထားတယ်။လူငင်ကျင်ရတဲ့ရှယ်ဝင်းကျင် နိုဝင်ဘာ25 28 28ရက်တို့မှာဒါရိုက်တာမိုက်တီဟာတာတယုတ်ဆောင်အုံတိုင်းနဲ့တယုတ်ဆောင်ကျော်ဝင်းထွတ်တို့ကိုရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ထောင်တန်း9နှစ်စီချလိုက်တာလေမှတ်သားစရာကောင်းနေပြန်တယ်နိုဝင်ဘာ26ရက်လွန်ငင်းဟာနိုင်ငံရေးသမားတည်တံ့ဆိုပေမဲ့ထင်ရှားတဲ့နိုင်ငံရေးသမားတအူးမှအတော်မပောင်းသမရအူးမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဆိုတာအဝေးကြီးဒါပေမဲ့စစ်တပ် lobby တချို့စီကနေရွေးကောက်ပွဲပြီးရင်လာမပေါ့ဆိုတဲ့ညှော်လင်းချက်ပေးတဲ့အသံထွက်ပေါ်လာတယ် အဲ့ဒီအတန်ကိုနောက်တစ်မျိုးဘာသာပြန်ရရင်ရွေးကောက်ပွဲကိုမှနောက်ရှက်ကြနဲ့ရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်မှဇန်နဝါရီဖြစ်လာနိုင်မယ်လို့ပြောခြင်းနဲ့ပုံ2010ရွေးကောက်ပွဲပြီးမှဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ခါနေပြန်လွတ်ပေးခဲ့ဘူးတာလည်းရှိနေတော့2025တရားမဝင်ရွေးကောက်ပွဲပြီးမှပြန်လွတ်ပေးမလားလို့ထောက်လန်းရေးအင်အားစုတွေကနိုင်ငံရေးလက်ပန်းကျနေသူတချို့တောင်မျှော်လင့်ကြသေးတယ်။အဲ့ဒီလိုမျှော်လင့်ကြမယ်ဆိုရင်ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ဖမ်းထားသလဲဆိုတာအရင်စမ်းစစ်ကြဖို့လိုပါမယ်။အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ဖမ်းထားပါသလဲ။ တကြောင်တဲ့နဲ့ချုပ်ရရင်စစ်ဘိုလ်ချုပ်တွေရဲ့အမျိုးအတီးနဲ့အကြောက်တရားကြောင့်လို့ဆိုရပါမယ်။ဒုတိယအာဏာရှင်တန်းရွှေကစားလို့ညှားစွာသောစစ်ဘိုလ်ချုပ်တို့ကဒေါအောင်ဆန်းစုကြည်ဟောင်းတို့ရဲ့မတရားအာဏာနဲ့နိုင်ငံရေးအနာဂတ်ကိုရိုက်ချိုးနိုင်စွမ်းရှိသူတအူအဖြစ်အကြောက်တရားကြီးခဲ့ုံတယ်မကဒေါအောင်ဆန်းစုကြည်အပေါ်မြန်မာပြည်သူအများစုကချွင်းချက်မရှိထောက်ခံကနိုင်ငံကောင်ဆောင်အဖြစ်အတိမတ်ပြုချခြင်းကိုလည်းမနာလိုစိတ်ကြီးခဲ့ကြတယ်။ စစ်ဘုတ်ချုပ်တွေဟာဒေါအောင်ဆန်းစုကြည်အပေါ်ပြည်သူတွေထောက်ခံတယ်လို့မျိုးလိုချင်ကြပေမဲ့နောက်ဘဝမှာတော့မဖြစ်နိုင်မှန်းလေးသိနေလေတော့တောက်တန်ပြင်းပြင်းခောက်ခါအညိုတကြီးနဲ့အကျဲချုပ်ချခဲ့တာစစ်အစိုးရလက်ထက်တခြားလုံးပါပဲရိုးရိုးကြီးတိမ့်စိန်အစိုးရလက်ထက်ရောက်တော့ဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူကြားနိုင်ငံရေးကုလူမှုတွေကိုတားဆီးပိတ်ပင်လို့လည်းမရတော့တာကြောင့်ဒေါအောင်ဆန်းစုကြည်ဘာလေးဆိုတာကိုမကြည့်ချင်ရင်တောင်ညင်နေရတော့တယ်နိုင်ငံတကာရဲ့ဖိတ်ခေါ်မှုကြောင့်ဖိပခီးစစ်တွေလည်းအလီလီကြိုဆုံမှုတွေလည်းတဲတဲလုံး ထန်ကနိုင်းကျလာတဲ့အင်္ဂလိပ်လိုမေးခွန်းနေမကပြင်သစ်လိုတောင်ပြောလိုက်သေးတဲ့ဆိုတော့မြန်မာလိုပြောတာတောင်ခွေးအကြီးလှဲနှင်းသလိုဖြစ်နေတဲ့စစ်ဘိုလ်ချုပ်တွေကြိတ်မနိုင်ခဲမရ ABCD လောက်မှတိုင်ပတ်နေတဲ့မင်းအောင်လိုင်းခမညာအန်တကြိတ်ကြိတ်နဲ့မနာလိုစိတ်တွေကလည်းသူသွေးသားတဲ့အပွားမြန်တဲ့ကင်စာဆဲတွေလိုမျိုး 2015ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြတ်သားစွာအနိုင်ရပြီးကြံ့ဖို့အစိုးရသက်တမ်းမကုန်သေးတဲ့အချိန်မှာရိုးရိုးကြီးတိမ့်စိမ့်တောင်ကလိန်ကြီးကလိန်ညံတွေနဲ့ဝင်ကြီးဌာနဗတ်ချက်တွေကုန်အောင်သုံးခိုင်းနေဆိုတဲ့သတင်းထွက်ခဲ့သေးတယ်။ NLD အစိုးရတက်လာခြင်းဟာ2020မှာသမရဖြစ်ဖို့အိမ်မက်မက်နေတဲ့မြောက်လိုက်ရဲ့နိုင်ငံရေးမျှော်လင့်ချက်ကိုဓာတ်ရိုက်စိန်ခေါ်လိုက်ခြင်းလည်းဖြစ်တယ်။2020ရွေးကောက်ပွဲမှာ NLD ပါတီနောက်တစ်ချိန်အစိုးရမဖြစ်ရေးဟာမင်းအောင်လှိုင်ရဲ့နိုင်ငံရေးအကျိုးစီးပွားနဲ့တိုက်ရိုက်ဆက်ဆက်နေတယ် အဲ့ဒါကြောင့်လေ NLD အစိုးရလက်ထက်တိုင်းပြည်ရှေ့တလန်မတက်လာစေရည်အတွက်မင်းအောင်လိုင်းရဲ့စေအုပ်စုဝင်တွေနီလန်းမျိုးစုံနဲ့ခြေထိုးခံခဲ့ကြတယ်။စေအုပ်စုကနိုင်ငံရေးအောက်လန်းနီမျိုးစုံတုံးကကန့်လန့်တိုက်ခြေထိုးခံနေတဲ့ဂျာကပဲတိုင်းပြည်ရှေ့တလန်တူးလာတာကိုပြည်သူတွေလက်တွေ့ခံစားခဲ့ရတယ်။ NLD အစိုးရလက်ထက်မှာပြည်သူတွေရဲ့အလို့ချင်းဆုံးဆန္ဒတိုင်းပြည်စည်းပွားရေးတိုးတက်လာပြီးအာရှရဲ့နောက်ပေါက်ကြားတကောင်အဖြစ်ပြည်သူတွေမျှော်လင့်ချက်ကြည်ခဲ့တယ်။အဲ့ဒီလိုမျှော်လင့်ခဲ့တာကြောင့်ပဲ2020ရွေးကောက်ပွဲမှာပြည်သူတွေအလုံးအင်းနဲ့ပုံဩခဲ့လို့ NLD ပါတီမြင့်မြင့်မားမားအောင်ပွဲခံခဲ့ပြန်နေ2020ရွေးကောက်ပွဲရလဒ်ကမင်းအောင်လှိုင်ရဲ့နိုင်ငံရေးမျှော်လင့်ချက်ကိုပွဲသိမ်းရိုက်ချက်နိုင်ငံရေးလာပင်စင်လဲဖြစ်နေပြန်နေ2021နှစ်လေလောက်မှာကာကြုံဘဝပင်စင်လဲယူရတော့မှာမို့အာနာလက်မဲ့ဘဝမှာထောင်တမန်တလင်းခေါင်းအုံးအိပ်ရတာမျိုးလေးဖြစ်နိုင်ကြောင်းမလုံမလဲအိမ်မက်ဆိုးတွေလည်းမက်ခဲပုံရတယ်။အဲဒီမှာချောင်းပိတ်မိနေတဲ့ခွေးမှန်ဖီတော်တယ်။2020ရွေးကောက်ပွဲပြီး NLD ပါတီပြတ်သားစွာအနိုင်ရရှိကြောင်းမေယာလက်ထွက်ပေါ်လာခြင်းကစလို့ စစ်တပ်ကအာဏာသိမ်းတဲ့2021ဖေဖော်ဝါရီ1ရက်ထိကာလမှာ NLD အစိုးရထိပ်သီးသမရဦးဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်စီမင်းအောင်လိုင်ကကိုယ်စားလှယ်တွေစစ်လွတ်ပြီးသူ့ကိုသမရရာထူးပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့လည်းသတင်းထွက်ပေါ်ခဲ့တယ်။မင်းအောင်လိုင်ကသူ့တောင်းဆိုချက်မရတဲ့အစုံလွှတ်တော်မခေါ်ယူခင်အာဏာသိမ်းလိုက်တယ်လို့လည်းအတီမပြုတ်နိုင်သေးတဲ့သတင်းတွေထွက်ခဲ့တယ်။ဘာကြောင့်အတီမပြုတ်နိုင်သေးတာလဲဆိုတော့အတီပြုတ်ပေးမဲ့ဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်နဲ့သူတို့ရဲ့လူယုံအနှင်းငယ်ကိုဒီနေ့ထိမင်းအောင်လိုင်ကဖမ်းဆီးထားတာကြောင့်ပါပဲ။ 2021ခုနှစ်အောက်တိုဘာ12ရက်နေ့ပြီးတော့ဇဘူတီတီမြို့တရားရုံးမှာတမရဦးဝင်းကြီးရဲ့ထွက်ဆိုချက် Facebook စာမျက်နှာပေါ်ပေါကြားမှုတစ်ခုလည်းရှိသေးတယ်။အဲဒါကအာနာသိန်းနဲ့မနက်မင်းအောင်လိုင်းခန့်စစ်တပ်အရာရှိကြီးနှစ်ဦးကဦးဝင်းမြင့်ကိုကျမ်းမာရေးအကြောင်းပြကတမရရာတူးကနေနှုတ်ထွက်ခိုင်းရမှာဦးဝင်းမြင့်ကအသက်တာအသေးခံပဲနှုတ်ထွက်မပေးနိုင်ကြောင်းပြောကြားချက်။တမရဦးဝင်းမြင့်ရဲ့အဲ့ဒီထွက်ဆိုချက်ဟာမှန်နိုင်ခြေရာနှုံးပြည့်ရှိပေမဲ့ဦးဝင်းမြင့်ရဲ့တရားဝင်ပြောကြားချက်မဟုတ်သေးတာကြောင့်အတိမပြုတ်နိုင်သေးဘူးလို့ဆိုရပါမယ်။ 2020ရွေးကောက်ပွဲအပြီးနဲ့အာနာမသိန်းခင်ချားကာလာမှာမင်းအောင်လိုက်အယူမီဝိုင်းဖြစ်ကသမရယာရူပေးရီအရှက်တိတ်ခါမဲ့အတောင်အယံပတ်ဆက်ချိန်ချောက်ခဲ့တာတွေနဲ့အာနာသိန်းနဲ့မနဲ့အဖြစ်ပြက်တွေကိုကာယကံရှင်တွေကတရားဝင်ထုတ်ဖော်ပြောကြားခွင့်ရခဲ့ခြင်းမင်းအောင်လိုက်ကြောင်းလိန်နေတဲ့အာနာထိန်းတာပါဆိုတဲ့စံညွန်ဟာအချက်လက်ခိုင်လုံစွာနဲ့ပြက်ပြဲသွားပါတော့မယ်အထူးသဖြင့်ကမ္ဘာအစဉ်ဩစာကြီးတဲ့ဒေါအောင်ဆန်းစုကြည်ကသာထုတ်ဖော်ပြောကြားခဲ့ပေဆိုရင် မင်းအောင်လိုက်ဟာနိုင်ငံတော်ပုံကံမှုကျူးလော်ကအာနာသိမ့်ခဲ့သူဖြစ်ကြောင်းကဘာကြီးကထက်လောင်းအတည်ပြုလိုက်ပါရမေပြောရရင်မင်းအောင်လိုက်ရဲ့ဘဝပေးအခြေအနေကဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဩစာကြီးမှုကိုအစင်အဆက်ကြောက်ခဲရယုံတယ်မကဒေါ်အောင်ဆန်းစုကြည်ကအမှန်တရားဖော်ထုတ်မှာကိုလည်းကြောက်နေရတာပါဆိုတော့မင်းအောင်လိုက်ကြောက်နေရတဲ့ဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်ကိုတရားမဝင်ရွှေခောက်ပွဲပြီးရင်ပြန်လွတ်မလားဆိုတဲ့မိကုန်းနဲ့ပတ်သက်ပြီးစာရှုသူတို့ကိုယ့်ဘာသာဖြေဆိုကြည့်စီလိုပါတယ် တေချာရာကဥဝင်းမြင့်ဒေါအောင်ဆန်းစုကြည်နဲ့ NLD အစိုးရကောင်းဆောင်တွေအနေနဲ့မင်းအောင်လှိုင်ရဲ့တရားမဝင်ရွှေခောက်ပွဲကိုအတိအမှတ်ပြုလိုက်ရုံတင်မကနိုင်ငံရေးစကားလေးတခုံးတော်မပြောတော့ဘဲနိုင်ငံရေးကလပ်ကချလိုက်ကြမယ်ဆိုရင်တော့အခုချက်ချင်းလေးလှုပ်ပေးမှာပါပဲသမရဥဝင်းမြင့်နဲ့ဒေါအောင်ဆန်းစုကြည်တိုင်းဖြတ်ပြည်သက်စစ်အာဏာရှင်တွေကိုအငြင်းမခံဘူးဆိုတာလေသိသေးချာနေပါတယ်ဆက်လက်ပြီးစစ်အုပ်စုကရွှေခောက်ပွဲမှာမဲပေးသူများလာရန်ဖိအားပေးထိန်ချောက်တဲ့နီလန်းတွေတုံးလာတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် စေကောင်စီကပြုလုပ်မဲ့ရွေးခေါက်ပွဲအတွက်မဲပေးသူရှာကိုင်းတော်မြင့်တက်စီကိုလူတို့စီယုံဆောင်ရွက်ခြင်းတန်း PRP ပြီးမဲထွက်ပြီးခိုင်းဤကိုစေကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေအသုံးချလာတယ်လို့ Data for မြန်မာကထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ၄ရက်နေ့ကထုတ်ပြန်လာတဲ့2025ရွေးကောက်ပွဲအကြိုကာလအခြေအနေနှုံထသုံးသပ်ချက်မှာပြည်သူ့မဲဆန္ဒရှင်တွေကိုစီယုံမှုဒီလန်တွေက PRP ခြင်းချိန်ချောက်တဲ့လမ်းစဉ်တွေကိုတချို့အုပ်ချုပ်ရေးအဖွဲ့များကအသုံးချနေခဲ့တယ်လို့အစီရင်ခံစာကထောက်ပြထားပါတယ်။ မဲပေးမလာလျင်ပြဿနာဖြစ်မှာကိုစိုးရိမ်တဲ့အကြောင်းတရားတွေကြောင့်မဲဆန္ဒရှင်တချို့ကမဖြစ်မနေမဲပေးရမယ့်အခြေအနေတွေကိုလည်းတွေးလာရတယ်လို့ဆိုပါရယ်။ရွေးကောက်ပွဲမှာမဲပေးသူရာခိုင်နှုန်းဘလောက်ရှိမယ်ဆိုတာမသိသေးပေမဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့နှိုင်းရှင်ရင်မဲပေးသူရာခိုင်နှုန်းနည်းလိမ့်မယ်ဆိုတာကတော့အားလုံးကခံမှန်းပြီးဖြစ်ကြောင်းလေ။မဲပေးသူရာခိုင်နှုန်းနည်းခဲ့ရင်ပုံသေးမဲပေးသူဥယျာဉ်များတဲ့အချမ်းခါရေးပါတီကအသာစီးရနိုင်တယ်လို့ Data for မြန်မာအစီရင်ခန်းစာကဆိုပါရယ်။ဥပဒေရေးရကျွမ်းကျင်သူတွေကတော့မဲမပေးခြင်းကမဲဆန္ဒရှင်တိုင်းရဲ့ အခြေခံအခွင့်အရေးဖြစ်ကြောင်းသတိပေးဖော်ပြခဲ့ပြီး PRP ကျင်းနီလန်းတွေကရွေးကောက်ပွဲရဲ့ညဉ့်ဉန်းမှုကိုများစွာအမခံနေတယ်လို့ဝေဖန်ထားပါတယ်။ဒါအပြင်မဲပေးသူရာဂိုင်းနှုတ်အနေဆုံးဘလောက်မှရွေးကောက်ပွဲအထမြောက်တယ်ဆိုတဲ့စီကံကမြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေထဲမှာမပါဝင်တာကြောင့်ပါတီအများစုအနေနဲ့ခုအနိုင်ရနိုင်ရည်မတည်ကြပေမယ့်ညွှန်ကြားချက်တည်းလူလူအများစုမဲထွက်ပေးဖို့တိုက်တွန်းစည်းရုံးရတဲ့အခြေအနေထွက်ပေါ်နေတယ်လို့အစီရင်ခံစာကသုံးသပ်ထားပါတယ်။ ရှမ်းကုန်းတိုင်းအတွင်းမြို့နယ်အများစုမှာနိုဝင်ဘာ28ရက်မှစတင်ကရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေလာဝကာရီပြူစောတိအဖွဲ့တွေကတအိမ်တက်တအိမ်စင်သကောင်စရင်များလိုက်တောင်းယူကြည့်ပြီးမဲစရင်လိုက်စစ်စည်းနေတယ်လို့မျိုးကန်တွေကပြောပါတယ်။ရှမ်းကုန်းတိုင်းကတာကီတာမြို့နယ်မြောက်ဥကလာမြို့နယ်အင်းစိန်မြို့နယ်တောင်နဂုံမြို့နယ်မင်္ဂလာတောင်ညွန့်မြို့နယ်ကာကြီးရက်ွက်အချို့မှာတအိမ်တက်တအိမ်စင်မဲစရင်ကြည့်ဖို့နဲ့မဲပေးဖို့နှိုးဆော်ထားတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဇမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ ားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။